အကြောင်းလေအတိမျက်စီကျင်လုံးလို့ပြောပါရတော့ပြန်ပြောပါရတော့အေးဒါကြောင့်ကိုเจ้าနဲ့ကိုကျုံးနဲ့ဖြစ်လာတာနော်အုံဘွားလို့မမုတ်ပိုးလာတာမဟုတ်ဘူးဒါလေးနဲ့ပတ်သက်လို့ခင်ဗျားတို့ရင်ကမေးဘူးပါတယ်မကြီးကုန်းမှာကျောင်းမကြီးမကောင်းလို့တော့ဦးစင်းဒီမှာဟောဘူးပါတယ်တို့များများဒီရောထဲမှာခင်ဗျားတို့စသုံးနေတဲ့တံမြားလေးရှောက်သေးမရှိလားရှိလား ရှိတယ်တရသည်ရှိပါအဲ့ဒီရှောက်တိတံများရင်းတရသည်တယ်အပင်ကမသိမသိလားသိအပင်ကနော်အပင်ကသိလာတော့ဒီသိတွေသိလာတော့ဦးစင်းတစ်ခုမင်းမယ်အဲ့ဒီတရသည်နဲ့တရပင်မဒုကစားဖြစ်တယ်ခင်ဗျောက်ထင်းလဲ ှန်တာပေါ့ဒါကတော့ကိုအားတန်ရကိုဖြေမှာပဲဟုတ်တယ်မို့လားတရားပြင်းတည်တယ်လို့ပြောတာလည်းပဲမှန်တယ်လို့ပြောပြောလို့ရတယ်လောကအမြဲဒါမဲ့တကယ်တမ်းစဉ်းစားကြည့်ရင်တရားပြီးကိုခွဲစားလိုက်ပြီးအရင်ကိုခွဲစားလိုက်ပြန်ဆိုင်တော့တရားပြင်းပေါ့ဘူးလားဘာသီးပြန်သေးတော့အများဆရာတော်ဘုရားကြီး မိန်တော်မူတဲ့လင်္ကာရှိတယ်လေအပင်မမျိုးမျိုးမပင်သန္ဒရာလေးနေတာအစစားလို့ရလားမရဘူးဒါကိုပြောတာနောက်တော့ဓမ္မဂရိကတွေလာမေးရင်တွားနာလို့မေးရင်တရားပင်နဲ့တရားသီးတရားပင်နဲ့တရားလေးအစစီတရားပြပေါ့ဘယ်ကစဖြစ်လဲလို့မေးရင်အစရှာလို့မရပါဖေရပြောပါရတော့ပြန်ပြောပါရတော့တရားပင်ကဘာသီးလဲ တရားပင်ကဘာသီးလဲတရားသီးနဲ့တရားပင်ဘယ်ကစားဖြစ်လဲအစာတရားသီးနဲ့တရားပင်ဘယ်ကစားဖြစ်လဲအေးဒါပဲခမရတို့ကြွတို့လဲအဲ့လိုပဲတန်ត្រာကြီးလဲနေတာလဲလို့လဲမဲ့မသိတာမသိတာကမဒုကဖုံးထားတယ်လေဆိုရင်အဝိဇ္ဇာကဖုံးထားတာလွယ်လွယ်ပြောမယ်ဆိုလို့ရှိရင်တော့ခမရတို့ဘာမှမမြင်ရဲအိုဆုံးနဲ့ ဖုံးထားပဲအဲ့လားလေဆိုတဲ့အဝိဇ္ဇာကခင်ဗျားတို့ကျုပ်တို့ရဲ့ဉာဏ်မြလူနေကန်းအောင်လှုပ်တာလည်းပဲဒီအဝိဇ္ဇာပဲအဲ့ဒီအဝိဇ္ဇာကိုခင်ဗျားတို့ကျုပ်တို့ကရန်သူအဝိဇ္ဇာကြီးကိုမိတ်ဆွေကဲသူပေါင်းသိမ်းလာတာပကုံးဖွဲ့ပြီးပေါင်းလာတာဆရာတော်ဘုရားကြီးပြောတဲ့စကားပြောမယ်ဆိုလို့ချင်းလူပိုက်မို့လို့ပေါင်းတာတဲ့ပြောပါရဲ့တော့ဒါကြောင့်ဆရာတော်ဘုရားကြီးနောက်တစ်ခုပြောတယ်ခင်ဗျားတို့ကျုပ်တို့ ရတဲ့ဘွားတွေကများလာပြီလူဘွားရလိုက်အိုးလိုက်နားလိုက်ဒီလိုက်နောက်ဘွားရလိုက်အိုးလိုက်နားလိုက်ဒီလိုက်နဲ့တန်တာတွေမလဲဘူးလားလေလားဒါကြောင့်ဆရာတော်ဘုရားကြီးကမိုးဖို့ဆရာတော်ဘုရားကြီးသတ်မိန်တယ်တန်တာရှိအောင်လှုပ်တာလူမိုက်တယ်ဥက္ကဇနာလေတန်တာမရှိဘူးလားရှိလားဆွေတော်မျိုးတော်ကမရှိဘူးလားရှိလားပြောလူလိမ္မာလားလူမိုက်လားကိုကိုမိုက်ရင်ကျင်납ပြီလိမ္မာအောင်ကြိုးစားကြပါဦး တို့တကားကြီးတော့မကြီးစဉ်းစားဘုရောကတော့မဟုတ်တယ်လို့တော့မဖြစ်စင်းနဲ့တော့ကြမ်းမိုက်ကောင်းတော့ဦးစဉ်ဟောပါလေတနားကြီးကောင်းတနားကြီးဟောတကယ်ဟောပါလေမေးတာပေါ့မေးတော့ဖြည်တယ်ဖြည်တော့ပြန်တော့ဘလို့ပြောတယ်မင်းသမာရိကတိကမေးလို့လားဖြည်ရတာပါကြောက်ကြောက်ရဖြည်ရတာပါဖြည့်ရင်ကျွန်တော်မျိုးတို့ကျွန်မျိုးများတော့ ဘာမှဖြစ်ပါစေနဲ့ဒီလိုလာတာစဉ်းစားတော့ယနေ့ဦးစင်းပြောနေတာလည်းပဲဘဝအတွေ့အကြုံလေးနဲ့ဖဲပြီးတော့ခင်ဗျားတို့ဆိုတော်မျိုးတော်ပေါင်းသူတော်ကောင်းတွေကျေးဇူးရှင်ပေါင်းတွေကိုရေးလိုက်လွဲမှာဇိုးလို့တေစာတက်မှာဇိုးလို့ဆူတောင်းတွေမှားမှာဇိုးလို့ဘယ်မှာကံပြီးခေါ်ရင်ဖြစ်ပါလေပရာဇာကြီးเจ้าကိုအလုံးတိတာပဲ ဦးဇနုလည်းဝိတုတွေအများကြီးဖတ်တာပဲဝိတုကိုရှေးပြီးဟောရရှေးဟောလို့ရတယ်ဝိတုကဦးဇေအနေချင်းပဲဟောတာများတယ်ပြုပြည်တရားကိုပြောတာများတယ်ဒါကြောင့်ပရာဇာကြီးချမ်းသာလလမန်တဲ့တိတ်ချမ်းသာတယ်တသိတိမီရတော့ဒါသားနဲ့ကဆိုးတာအိန္ဒကမူခိုက်တယ်တာကြီးအရင်မျောတန်းကြရဆွန်ကြီး မိဘရေကုန်မော်တော်မတွေတိုက်ပြီးသေးတယ်မိုးကြီးသနာဘလောက်ထိအောင်ယူတယ်လဲဆိုလို့ရခန္ဓာကိုယ်မှာအဝတ်တောင်မကတ်နိုင်ဘူးအလားနဲ့ဘုရားနဲ့တွားတွေ့ဘုရားကဘလို့မိတ်လဲဆိုလို့ရှိရင်ချစ်သမီးတဲ့ငိုရမယ်ပွဲမဘူးလက်ခုပ်တီးရမယ်ပွဲတယ်ဘုရားကတို့လောကမှာပြောမယ်ဆိုလို့ရှိရင်ငိုနေတာဆိုလို့ရှိရင်ဟဲ့ဘာလို့ငိုရတော့ရီးပါလားပြောရင်ပြောတဲ့လူအယူရှိမှာပဲစဉ်းစားတော့ တည်တည်ချာချာညာလေးကုမင်စင်းသာသူဖះကငိုရမယ်ပွဲမဟုတ်ဘူးခြေသမီးတဲ့လက်ကုပ်တီးပြီးရမယ်ပွဲတဲ့နောက်ဆုံးသူ့ဘဝတာနောက်ဆုံးမဲ့လေနောက်ဆုံးလေးချိန်ဖြစ်ဖြစ်မေးလေးချိန်မုံလေးချိန်ဆိုတော့ရဟနာသီသီမကြီးဖြစ်သွားတာပေါ့လားကံဆိုးဆုံးတော့နောက်ဆုံးပြီးဆက်ချင်းမှာပဲဒါကြောင့်လောကမှာဥစဉ်တို့လည်းစပါတာပဲဟာဘယ်လိုကြောင့်ဘယ်ဖြစ်တာလဲဆုံးသွားတယ် ောင်မလီနှမျောဇာကောင်းလိုက်တာဘလို့ပါလိမ့်ပွားပြီးမလုံနဲ့ကုသရောရရတာကဘလို့သေးရမယ်ဘလို့နေပြီးဘလို့သေးရမယ်ဆိုနောက်ကျုပ်တို့နဖူဇာကမပါဘူးစမောက်ကလိုင်းကြီးလေအယိုးတွေကြီးပြီးနောက်ဆုံးပြိမဲ့ဆောင်ဝင်သွားတာမဟုတ်လားစဉ်းစားကြည့်လောကအများကြီးပြောမှဆိုလို့ရှိရင်ဟာဒါသေးဆုံးနဲ့ဒီတာပါ နောက်ဆုံးပြည့်စက်ခြင်းနဲ့ပြည့်စက်သွားရတာခမရတို့ကြုတ်တို့လည်းပဲဘလို့သေးမမှန်ဘာမှမသိဘူးနေတာလေးပဲตายရမနေနဲ့ယင်းနေ့ဥက္ကိစ္စနာလည်းပဲနေတာလေးပဲตายရလို့မဖြစ်ဘူးယင်းနေ့တရားတော်ဟောတယ်စဉ်းစားတယ်လောကအမြင် မြင်တော့ကာကောင်းကောင်းစီးမယဟန်လူတို့ပြောကြတယ်လူတန်းနေမကြားတယ် ကားမကောင်းဘူးကားလည်းဘာညာစသီတရားပဲစာပိပရိယာလီကြောင့်ပြောရပြောနေတယ်ကားတွေဘလောက်ကောင်းစီးစီးတင်ကားတွေဘလောက်ကောင်းလားဝိဝိဖဏတ်တွေကောင်းလားဘလောက်ပဲစီးစီးလူလောကမှာလည်းထုတ်ထူပဲအဝိဇ္ဇာတွေကြိုက်တော့ပြောင်းမစီရွှေတွေကြိုက်တော့ညှို့ဝိပစီစိတ်တက်ရရညံ့ရင်တော့အဲ့ဒီလကလူပဲဘာကြောင့်လဲစိတ်တက်ညံ့လို့ပြောပါတော့ နိဗ္ဗာန်စုမတောင်းနဲ့နော်မြတ်စွာစင်းစားဥက္ကနာပြောတာဟောဟုတ်တလားမဟုတ်ဘူးလားမှန်လားမှားလားတရားစင်းစားစိတ်တညာရင်အလကားလူပဲယနေ့ဥက္ကနာလည်းပဲသင်္ကန်းဝိတာဝိတာပဲဟောတာဟောတာပြောတာပြောတာပဲစိတ်တမှာညံ့ရင်ဥက္ကနာလည်းပဲလကားကိုယ်ပဲဘာကြောင့်လဲစိတ်တညာလို့ပြောပါတော့ တကယ်ကျေးဇူးရှင်တွေခင်ဗျားတို့ရွာဆုံးနေကိုနေဖုံးမွေးခဲ့ပါတယ်ဖုံးမွေးခဲ့ဘူးလို့လည်းပဲအမိုက်ခံပြီးတော့ကျေးဇူးဆန်နေဖြစ်ပါတယ်မိခင်ဖခင်ကိုစားဟုတ်တယ်မဟုတ်လားဒါကြောင့်စူတောင်းလဲမမားစင်နဲ့ကျင်းစာလဲမတိုက်နဲ့နှလုံးသားထဲမှာတရားဓမ္မကိမ့်ပြီးတော့ตาကောင်းသမီးကောင်းတူတွေမိတွေမြစ်တွေလိမ္မာကြီးရောက်စီအောင်တွင်နေဆုံးမမယ်ဆိုလို့ရှိရင်အဲ့ဒီလူဟာ အနေလဲကောင်းတယ်အသေးလဲကောင်းတယ်သေပြီတင်ညာတော့လည်းပဲကိုယ့်ရဲ့သွေးသားတွေကကုသိုလ်ကောင်းမှုပြုလုပ်ပြီးတော့အမြတ်တမ်းပွေးဝါလိုက်မယ်။ဘာကြောင့်လဲလူတို့လေးကြီးပြင်းလာတော့အမွေကောင်းတွေပြီးခဲ့လို့ဟုတ်တယ်မလား။ပြန်ပြောပါရတော့နောက်တစ်ခုပြောမယ်။ခင်ဗျားတို့ကျောတို့ခုအသက်ရွယ်နဲ့7နှစ်7နှစ်အရွယ်နဲ့တူသေးလားတင်းလာတဲ့အသားတွေရော့လာတယ်ဟုတ်တယ်မလား။ ကောင်းလာတဲ့သွားတွေရိုင်းလာတယ်တောင်းနေတဲ့မျက်လုံးတွေမှုံလာတယ်အင်မနာမနဲ့မောင်းနေတဲ့စပင်းတွေဖြူလာတယ်စဉ်းစားကြည့်ဇရာတရားကပြနေပြီနော်ဒီဘူးအချိန်မဲ့ကြံတော့တယ်ဟုတ်တယ်မလားဒါကြောင့်အင်မနာမသုံးပြရတယ်ငပြောတလုံးတော့အစစ်မရှိတဲ့ခန္ဓာကိုယ်ယူရနေမယ်အစားတရားဓမ္မကိုအာကိုရင်ဖြင့် အရိယာသူတော်ကောင်းတို့ခိုးဝင်ရဇံဝင်ရဖြစ်တဲ့နိဗ္ဗာန်တောင်းကန်းတို့ရှောင်းလန်းတော့အကျင့်ဖြင့်လိုက်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဒီအီချမ်းမှုမရောက်လာရနိုင်လားရနိုင်ပါတယ်နိဗ္ဗာန်မဖို့ဆိုတော့မရည်လေးပါစေဟုတ်မျိုးကောင်းအမှန်မျိုးစည်းအမှန်ရနိုင်ပါတယ်မရောက်လာရနိုင်လားဒါကြောင့်ထိုင်လေတို့တော့ဘာမှဖြစ်မလာဘူးနော်ကိုလုံးမှကိုရမှာပါ ပြန်ပြောပါတော့တောင်လူဦးကြီးတွေပူတည်ပါတယ်ကိုယ့်ရဲ့ຢာကိုကိုယ်လည်းထွန်ခဲ့ရတာမို့လားနွားနဲ့ဖဲယုံရတာမို့လားမျိုးစေးချလည်းကိုယ်တိုင်မို့လားနောက်ဆုံးသိမ့်လည်းကိုယ်တိုင်မို့လားအိမ်မှာစီရဲလိုပုတ်ထဲလိုထဲ့လည်းပဲကိုယ်တိုင်မို့လားဩအလားပူတည်ပါတယ်ဟုတ်တယ်မို့လားအဲ့လိုပြုလို့ရင်းဖြင့်ပါရီတမီတွေမိတွေမိတွေကိုကောင်းကောင်းမွေပြကြပါစို့ကျင်းစာလဲဘယ်တော့မှမတိုက်ပါနဲ့ စုတောင်းလေပရာဇာရီတို့စုတောင်းမပါစေပါနဲ့ဟုတ်တယ်မဟုတ်လားဒါကြောင့်ဦးစင်းကစုတောင်းမားတယ်လေတလားလို့ပြောခြင်းဖြစ်ပါတယ်အမှန်ကတော့သူကိုယ်တိုင်ကကျင်စာတိုက်ပြီးစုတောင်းမားခဲ့တာဒါကြောင့်သူ့ဆွေတော်မျိုးတော်ပေါင်းသူတော်ကောင်းတွေဘယ်တော့မှစုတောင်းမမားစေနဲ့ဟုတ်တယ်မဟုတ်လားခင်မတော်ကနိဗ္ဗာန်လမ်းလို့ဒီစုရာတောင်းကျန်လက်စုမတောင်းနဲ့ရရှိထားတဲ့ဒုက္ခတစ္ဆာကြီးကလွန်မြောက်ဖို့တာတောင်းဟုတ်တယ်မဟုတ်လား အေးဒါကြောင့်ပြောရတာတဲ့ခန္ဓာကခန္ဓာဘယ်နှပါပြန်ပြောခန္ဓာဘယ်နှပါသူရသူရပေါ့မယ်ဆိုလို့ရှိရင်တခြားလားယုံနေလားလားပြန်ပြောတခြားလားယုံနေလားလားယုတ်တရားကြီးတော့လေဖြစ်ပြီးနန္တရားကြီးလည်းဖြစ်ပြီးဟောဘာသစ္စာဒုက္ခသစ္စာပြန်ပြောဘာသစ္စာဩကိုကိုယ်တိုင်လူ့ဘဝကြောင့်ကိုယ်တိုင်ဖန်တီးခဲ့တာပဲဒီစုကိုကိုယ်တိုင်နှောင်းခဲ့တာပဲ သူများတောင်းတာမဟုတ်ဘူးဟုတ်တယ်မလားကိုကိုတိုင်းတောင်းလို့ဆုပြေတာဒါကိုတိတ်ပြီးဝမ်းတာပြီးဒီဖြစ်မနေနဲ့ဒီဘွားကနေလွတ်အောင်ကျွအောင်ကျူးစာဟုတ်တယ်မလားအေးဒါကြောင့်တရားဟောတဲ့ဥပ္ပဇနာအပါဝင်အလူတကာလူမဆွေတော်မျိုးတော်ပေါင်းသူတော်ကောင်းတွေဒီနေ့ကလေဆေးဆောင်မကောင်းတာတွေကိုတန့်လေဆိုဆောင်ကျင်ပြီးတော့ကောင်းတာတွေပြုလို့ရင်ဖြင့်အရိယာကောင်းလို့မျော်မှန်းရာဖြစ်တဲ့ မာတောင်ကနိဗ္ဗာန်တို့ကိုစီကုန်ကသွားကြပါစေလို့ဆုတောင်းရင်းဖြင့်မိမိတို့ပြုလို့တဲ့ကုသိုလ်ကောင်းမှုဟောပါကားကို ရေစဲသွင်းချပြီးတော့ကဲမြတ်တမ်းပွေးကိုရရအောင်ရေစဲခွက်ကိုင်လောအလုံးချီထားအာယုံပြုထားရည်စချတဲ့အဓိကလူကလုံးမအာယုံပြုထားဘုရားကျေးဇူးတရားကျေးဇူးတန်ခါကျေးဇူးမိဘနှစ်ပါးရဲ့ကျေးဇူး ဆက်ကွယ်ရပြီဆိုပြီးတော့အဒီစိပိုက်ဒီစိချမ်းနောက်ကအားလုံးလိုက်ဆိုကုသိုလ်ရအောင်အရှင်ဘုရားအရှင်ဘုရားတပိတော်များသည်ဘဝများစွာသန္တရာအလျှောက်လုံးကဘဝများစွာသန္တရာအလျှောက်လုံးကအဝိဇ္ဇာတိဟူသောမသိမှုတရားကြီးဥဒီဥဆောင်၍ နေခဲ့ရပါသည်ဗျာအဝိဇ္ဇာတဲ့နေခဲ့ရသည်ဖြစ်ပါ၍အမာကြီးအမာစွာဖြင့်တပိတော်တို့သည်သစ္စာဉာဏ်မျက်လုံးမကိန်းတဲ့အပြင်သစ္စာဉာဏ်မျက်လုံးကံတော်မူပြီး အကန့်ဘွားဖြင့်နေခဲ့ရပါသည်ဖရာဒီသားတော်သာသာတော်ရှင်သူရတို့ဖရာတပည့်တော်တို့လူသားတော်ဘဝကာမဝိတ္တငွေလွာသည်ပုဂ္ဂိုလ်ကိုမရွယ်ပဲသာသာတော်ကိုအရှိတဖြစ်ဤတဏ္ဍာရအကျုံးကရှင်ဖရာ သတိတော်များသည်ယနေ့ယခုလူသားရသောဒါနာဟောက်ပြရသောသီလကောင်းမှုအဆုစုတို့ကြောင့်သတိတော်တို့သည်မအိုးမနာမတိအထောက်ပံ့ကောင်းပြရပါစေဖရာအရှင်ဖရာသတိတော်တို့သည်ယခုပိစုံကံကာလမှာသတ် ရေလောခာမရေလောခာမသိဉ္ဇာတိုက်တော်ပုဂ္ဂိုလ်ဘုရားဘုရားတို့သည်ဘုရားတို့သည်ဤနေ့ဤနေ့ချေကာလကစာပြေကာလကစာပြေအထူးတဖြင့်ဘုရားတို့သည်ဘုရားတို့သည်အာအုံငာဤဝကျက်ဖြင့်ဤလိုရပါသည်ခရာအရှင်ဘုရား သတိတော်များသည်ယနေ့ယခုသတိတော်တို့သည်အနေလသလိုအသေးလည်းပဲလနိုင်အောင်ကုသဆောင်ရွက်တော်ပါပြီဖေယအရှာဒုက္ခတရားအနတ္တတရားရွေသားရသောကြောင့်အတ္တိယနေ့ယခုဓမ္မတဝေကဖြစ်ပြီးအရှင်ဘုရား ခေါ်ကြတော့မူပါတော့သူတော်မင်္ဂလိသလားအကစီတော်တရားတော်ကိုနာကြပြီ၍တပည့်တော်တို့ဒီလဲပဲလောမူကြပါကုန်တော်သာသနာ့သာသနာ့ဘုသောအမြာအမြာအမြာလောမူကြပါကုန်တော် သာဓုသာဓုသာဓုဘုဒ္ဓအမြအမြအမြညွန်တော်မူကြပါဘုရောသာဓုသာဓုအဲအလုံးစမချမ်းသာပြီးသာနာပြုနိုင်တော့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များသိကြပါစေအာမင်